လီဗာပူးတင်းစီပြောင်းရွှေ့ဖို့ခေါင်းငိမ့်လိုက်ပြီးဖြစ်တဲ့ Florida ဝနမကြီးကစားသမားတွေရဲ့ပြောင်းရွှေ့သတင်းတွေဟာဘောလုံးပရိသတ်တွေကြားမှာရေပန်းဆလာပြီးလူမှုကွန်ရက်တွေပေါ်မှာလည်းရေပန်းဆနေတတ်ပါတယ်ဒီကောင်ကတော့ဂျာမနီရဲ့ထွန်းတောက်လာတဲ့ကျဲပွင့်ကွင်းလယ်လို Florida ဝကသူ့ကိုလီဗာပူးတင်းစီပြောင်းရွှေ့နဲ့ပတ်သက်ပြီးမေးမြန်းခဲ့တဲ့အခါ Team ရဲ့တုတ်ပြတ်မှုတစ်ခုကိုပေးခဲ့ပါတယ်ဒီတုတ်ပြတ်မှုကသူ့ရဲ့နာဂတ်အတွက်သဲလွန်စားတစ်ခုဖြစ်လာခဲ့ပြီးပရိသတ်တွေကြားမှာလည်းခံမှန်းချက်တွေကိုပုံပုံမြင့်တက်စေခဲ့ပါတယ်မနေ့ကဂျာမနီတင်းကပေါ်တူဂီကိုငိုကိုကိုနဲ့ရှုံးနိမ့်ခဲ့တဲ့ Nationally ပွဲစဉ်ပြီးမှာဂျာသမားတွေဟာကွင်းပြင်ပကမိစုံကိုဖျက်ဆီးထားတဲ့အချိန်မှာ တတိယနောက်ဒီကအသက်22နှစ်ရွယ်ကစားသမားဝက်ကိုစကားပြောဖို့တိုးဝေးနေခဲ့ကြပါတယ်။ဖလော်ရီယာဝါကပေါ်တူဂီနဲ့ပွဲမှာဂျာမနီအတွက်အတွင်းကိုတကိုတွင်းယူပေးခဲ့ပေမဲ့အဲ့ရှိဂျာမနီတင်းကရှုံးပွဲကနေတော့ရုံးမထွက်နိုင်ခဲ့ပါဘူး။ပွဲပြီးမှတော့တတိယနောက်တော့ဦးကသူ့ကိုတိုက်ရက်မေကွန်တို့ခုမေးပြန်ခဲ့ပါတယ်။ပေါင်တရကိုတန်းတန်ရီလီဗာပူးစင်ကလည်းပရီးမီးယားလိချန်ပီယံလီဗာပူးဂျစ်စီကိုပြောင်းရွှေ့ဖို့စိတ်လုံချားနေပြီလားဆိုတဲ့မေကွန်ကိုဝက်ကနှုတ်ဆက်နေခဲ့ပါတယ်။ဒါပေမဲ့သူရဲ့တုံ့ပြန်မှုကတော့တကယ်ကိုထိမိခဲ့ပြီးဘောလုံးလောက်မှာခေါင်းစဉ်တစ်ခုဖြစ်လာခဲ့ပါတယ်။သူကခဏလေးလမ်းကြည့်ပြီးခေါင်းညှိပြခဲ့ပါတယ်။ဒီလိုရုပ်ရှင်ပြီးနူးညံ့တဲ့မျိုးနဲ့တုံ့ပြန်မှုမျိုးက သူရဲ့လီဗာပူးကိုပြောင်းရွှေ့မှုဟာလာမယ့်ရက်ပိုင်းအတွက်အပြီးသတ်တော့မယ်ဆိုတဲ့ပထမဆုံးထီးခြားတဲ့အတည်ပြုချက်အဖြစ်ဘောလုံးလောကသားတွေကဒိဗေဖွင့်ဆိုနေကြပါတယ်ဒီလိုနှုတ်ဆက်နေပြီးခေါင်းငိတ်ပြလိုက်တာဟာဟုတ်ပါတယ်လို့ပြောလိုက်တယ်လို့ပဲဒိဗေတက်ရောက်နေတာပါလီဗာပူးတင်ရောက်ဝက်ကိုခေါ်ယူဖို့အတွက်စိန်ချင်းတင်ပြောင်းရွှေ့ကြည့်ပေးပြီးခေါ်ယူဖို့နှိဆက်နေပြီလို့ယုံကြည်ရပါတယ်ဒီကွင်းနဲ့ကစားသမားကိုလီဗာပူးရဲ့ကင်းတောက်တွေကလာပေါင်းများစွာစောင့်ကြည့်လေးလာနေကြတာပဲဖြစ်ပါတယ်သူရဲ့ခြေစွမ်းပြမှုတွေကြောင့်ဥရောပထိပ်တန်းကလပ်တွေဖြစ်တဲ့ Manchester City နဲ့ Bayern Munich ပါဝင်အသင်းအများပြားကလည်းဝက်ကိုစိတ်ဝင်စားခဲ့ကြပါတယ်ဒါပေမဲ့နောက်ဆုံးသတင်းတွေအရ ဝက်ကအာနီစလော့ရဲ့လီဗာပူးအသင်းစီကိုပြောင်းရွှေ့ဖို့သူရဲ့ဆုံးဖြတ်ချက်ကိုချပီးသားဖြစ်တယ်လို့သိရပါတယ်။အသက်၂၀နှစ်မြောက်ရှိသေးပေမဲ့ဝက်ကဘောလုံးလောကမှာအတော်လေးရင်းကျက်တဲ့ကစားသမားတစ်ဦးဖြစ်သူ့ကိုယ်သူတက်တည်ပြပီးသားဖြစ်ပါတယ်။သူကလီဗာကိုစီရင်တင်းတော့ပွဲပေါင်း169ပွဲအထိကစားပေးထားခဲ့ပြီး59ဂိုးတွင်းယူထားက65ကြိမ်ဂိုးဖန်နီမှုပြုလုပ်ပေးထားပါတယ်။သူရဲ့ခြေစွမ်းနေဟာ2023-2024ဘွန်ဒေါလီကာရာသီမှာလီဗာကိုစီကိုတမိုင်းဝင်ချန်ပီယံဆုရယူပေးခဲ့ရမှာအဓိကကြားခဲ့ပါတယ်။လီဗာပူးပရိသတ်တွေအမှတ်ရနေတဲ့ဂန်နဝင်းကစားသမားဟောင်းဇာပီအလွန်ဆိုရဲ့ဦးဆောင်မှုအောက်မှာ ဝါဟာအကောင်းဆုံးဆက်ဆောင်ရည်တွေကိုပြသနိုင်ခဲ့ပါတယ်။လီဗာပူးတင်းနေနဲ့လာမယ့်ရည်ဒီမှာပြည်တွင်းဖလားတွေရောဥရောပဖလားတွေကိုပါစိန်ခေါ်နိုင်မှုအတွက်လူချင်းကိုအားဖြည့်နေတာကြောင့်ဝါကသူတို့ရဲ့အနာဂတ်စီမံကိန်းတွေရဲ့အဓိကအစိတ်အပိုင်းတစ်ခုဖြစ်လာလိမ့်မယ်လို့မျှော်လင့်ရပါတယ်။လီဗာပူးရဲ့ကွင်းလှပ်ပိုင်းကိုပုံမအားကောင်းစေပြီးတက်စစ်ပိုင်းကိုဖန်တီးမှုတွေကိုလည်းတိုးမြင့်ပေးနိုင်မှာပဲဖြစ်ပါတယ်။ဂျာမနီတဲ့ရဲ့ National League ကြီးစဉ်ကတော့မပြီးဆုံးသေးပါဘူး။အတင်းရတတိယလူပွဲကိုဆက်လက်ရှင်ပြန်ရမှာဖြစ်ပြီးစပိန်တဲ့နဲ့ပြင်တီတင်းတွေရဲ့စီမီပိုင်းနဲ့ရှုံးနေတဲ့အတင်းနဲ့ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ဒီပွဲစဉ်ပြီးလာနဲ့ဝါကလီဗာပူးဂျင်းစီကိုပြောင်းရွှေ့ဖို့ကိစ္စတွေကိုအပြည့်အစုံဆောင်ရွက်ဖို့အတွက်လွတ်လပ်ခွင့်ရှိလိမ့်မယ်လို့မျှော်လင့်ရပါတယ်။ ။လက်မမှုပြည်သက်တွေအတွက်တော့ဝက်ရနီကပ်ပြောင်းရွှေ့လာမယ့်သတင်းဟာတကယ်ကိုရင်ခုန်ကြပါပဲ။သူရဲ့တရားဝင်ကြေညာချက်ကိုဆက်လက်ဆောင်မြောက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမားကိုချစ်တဲ့